DNA စစ်တယ်ဆိုတာအရင်တော့ကျွန်တော်တို့သိထားတယ်။တာရင်သမီးဟုတ်လားမဟုတ်လားစစ်တာတခုတည်းမဟုတ်တော့ပါဘူး။ Genius DNA ကိုစစ်ဆေးပြီးတာလည်းကျွန်တော်တို့ကျမ်းမာရေးအတွက်အထောက်ပံ့ဖြစ်တဲ့ report တွေအများကြီးရတယ်ဆိုတော့ကျွန်တော်အံ့ဩသိလိုက်ရတယ်ပေါ့နော်။စစ်ဆေးလို့ရရှိတဲ့အဖြေအားလည်းအလွယ်တကူကိုယ့်ရဲ့ဖုန်းထဲမှာပဲလက်တကမ်းမှာအချိန်မီပြန်လေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။အခုခေတ်ကာလမှာကျတော့ DNA ဟာကျွန်တော်ရဲ့ဘဝကြီးတစ်ခုလုံးကိုပြောင်းလဲသွားအောင်စွမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။အဲ့တော့ DNA စစ်တာမှာဘာတွေလိုအပ်လဲဘယ်လောက်ကုန်ကျရှိနိုင်လဲဆိုတာကိုအားလုံးစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒီဗီဒီယိုလေးကနေကျွန်တော်ပြောပြချင်ပါတယ်။ ် DNA စစ်တယ်ဆိုတာအရင်တော့ကျွန်တော်တို့သိထားတယ်။တာရင်သမီးဟုတ်လားမဟုတ်လားစစ်တာတခုတည်းမဟုတ်တော့ပါဘူး။အခုခေတ်ကာလမှာကျတော့ DNA ဟာကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားအောင်ဆွမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။အဲ့တော့ DNA စစ်တာမှာဘာတွေလိုအပ်လဲဘလောက်ကုန်ကြရှိနိုင်လဲဆိုတာကိုအားလုံးစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒီဗီဒီယိုလေးကနေကျွန်တော်ပြောပြချင်ပါတယ်။ ခုဆိုလို့ရှိရင်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာ genius DNA ကိုစစ်ဆေးလို့ရနေပါပြီ။ကျွန်တော်တိုင်းသမီးရင်ဟုတ်လားမဟုတ်လားစစ်ဆေးတယ်ဆိုတာထက်ပိုပြီးအရေးပါတဲ့ဘဝအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုသိနိုင်ဖို့အတွက်ကျွန်တော်စစ်ဆေးဖို့လိုအပ်ပါတယ်။ genius DNA မှာဆိုလို့ရှိရင် standard နဲ့ premium ဆိုပြီးတော့နှစ်စားရှိပါတယ်။ကျွန်တော် standard နဲ့ premium ကဘာကွာလဲဆိုလို့ရှိရင်ကိုယ်သုံးတဲ့အပေါ်မှာမူတည်ပြီးတော့ဒီ report မှာကွာခြားသွားမှာဖြစ်ပါတယ်။ဒီလောက်လေးပါပဲ။အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင် standard ပဲ3-3 premium 3-3 report ကတော့ရရှိမှာဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်းဗဇောင်ကတရေကိုရယူုံနဲ့လွယ်လွယ်ကူကူစစ်ဆေးနိုင်ပါတယ်ကျွန်တော်တို့သွေးဖောက်စရာလုံးဝမလိုပါဘူးဒါကြောင့်ခလေးလေးပေါက်ဆလေးကနေစပြီးတော့လူကြီးမိဘတွေအထိကိုလွယ်လွယ်ကူကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်စစ်ဆေးလို့ရရှိတဲ့အဖြေကလည်းအလွယ်တကူကိုယ့်ရဲ့ဖုန်းထဲမှာပဲလက်တကမ်းမှာအချိန်မီးပြန်လေးကြည့်ရှုနိုင်မှာဖြစ်ပါတယ် ဇင်းရဲ့ DNA ကိုစစ်ဆေးပြီးတာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာ report တွေရောက်ရှိလာမှာဖြစ်ပါတယ် report ရောက်ရှိတဲ့အခါမှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ဘဝတက်တာလုံးမှာကျွန်တော်တို့ရဲ့ gene ပေါ့နော်ဒီမျိုးရိုးစင်ဆက် ဖြစ်နိုင်တဲ့ယောဂတွေဟာဘာတွေဖြစ်နိုင်ပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဘာမျိုးမျိုးလိုက်နိုင်တဲ့ယောဂတွေရှိလဲဆိုတာကျွန်တော်ကြိုပြီးတော့တည်ပြီးတော့ကာကွယ်နိုင်မှုအတွက်ဖြစ်နိုင်မယ်လိုအပ်တဲ့ဗီတာမင်နဲ့မင်နရယ်စီပါမယ်ကိုယ့်ရဲ့အာဟာရလိုအပ်ချက်ကဘာလဲသိနိုင်မယ်အဲ့အပြင်မှာကိုယ့်ရဲ့ဒီ fitness ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုကဘလို့အားကစားနည်းတွေတင့်တော်တယ်ဆိုတာမျိုးတွေအားစခိုင်လိုင်းပေးနိုင်တာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ challenge ပါ challenge ကကျတော့ကိုယ့်မှာပါလာတဲ့ ပါရမီအကြောင်းကိုကြိုတင်ပြီးသိနိုင်တဲ့အတွက်အထူးဖြင့်လူငယ်ကလေးငယ်တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ပါရမီကိုသိပြီးဆိုရင်ဒီနေရာမှာထူးချောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားမှာဖြစ်ပါတယ်။ဒါတွေကဒီအရေးအားသာချက်ဖြစ်တဲ့အပြင်မှာကျွန်တော်တို့မျိုးလိုက်ယောဂါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးလိုက်ယောဂါတွေကိုဘယ်လိုကာကွယ်သွားမလဲ။ကို့မှာကို့ရဲ့ဂျင်းထဲမှာကို့မိဘတွေရှိရပါလားတဲ့မျိုးလိုက်ယောဂါတွေကတကယ်ရှိလားမရှိလားဆိုတာကိုလည်းကြိုပြီးတော့သိနိုင်မှာဖြစ်ပါတယ်။ဒါတွေကဒီ report ရဲ့အားသာချက်ကနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးကောင်းကျိုးတွေကိုရယူနိုင်တာပဲဖြစ်ပါတယ်။ ဒါရီပြုံမှခင်းတဲ့အမီကျွန်တော်တို့အခုချိန်မှာအလားပါရေးရအောင်လူတိုင်းစိတ်ဝင်စားကြပါတယ်ကိုယ့်ရဲ့အသားရေကောင်းတာသဘင်ကျွတ်တာတွေအားလုံးကိုလည်းဘလူနီနဲ့ကာကွယ်မယ်ကိုယ့်ရဲ့မျိုးရိုးတွေမှာကိုယ့်ရဲ့ဂျင်းတွေမှာဘလူအချက်တွေကဒါရီကိုအနောက်ရှက်ဖြစ်စေတယ်ဆိုတာကိုကြိုသိပြီးတော့ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ဦးမှာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့အိတ်ချိန်စားခြင်းပြီးတော့ကိုနှစ်သက်တဲ့အပြုအမူကိုယ့်ရဲ့ personality အားလုံးကိုကိုယ့်ရဲ့ DNA တွေကနေပြီးတော့ရှင်းရှင်းလင်းလင်းတိတိကျကျသိရမှာဖြစ်တဲ့အတွက်ဗီရင်မေးတာထက်တောင်မှပို့ပြီးတော့တိကျပါဦးမယ် genius dna standard နဲ့ premium နဲ့စစ်ဆေးတဲ့အခါရလာမယ် report ထဲမှာပါဝင်တဲ့ talents အကြောင်းပြောပြချင်ပါတယ် talents report ကကြတော့အထူးဖြစ်ဒီကျွန်တော်အနေနဲ့ပေါ့နော်ကိုယ့်အရွယ်မှာကြတော့ဒီ talents ကဘာထူးမှလဲလို့စဉ်းစားစရာရှိတယ်ဟုတ်ကဲ့ကျွန်တော်အတွက်ကတော့အများကြီးပြောင်းလဲပြီးထူးသွားတာစရာတော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ genius dna စစ်ဆေးပြီးတော့ရလာတဲ့ reset က report ဟာကျွန်တော်ဘဝမှာတကယ်မှန်လားမမှန်လားတော့ကျွန်တော်သိရတယ်အဲဒါကြောင့်မို့လို့ကျွန်တော်အရန်ကြိုက်ပါတယ် ါကြောင့် genius DNA ဟာမြန်မာလူငယ်တိုင်းမြန်မာကလေးတိုင်းစစ်ဆေးသင့်တယ်လို့ကျွန်တော်ကအကြံပြုချင်ပါတယ်။အထူးဖြစ်ကလေးမိဘတွေကိုလည်းတိုက်တွန်းချင်ပါတယ်။ဆိုတော့ talent report ကိုကြီးတဲ့ခါကြလို့ရှိရင်ကျွန်တော်ရဲ့ talent report ထဲမှာဆိုကျွန်တော်က endurance sports တွေမှာအားတာတယ်။နောက်ပြီးတော့ long term memory မှာအားတာတယ်။ပြီးတော့ reading နဲ့ spelling multitasking ကောင်းပြီးတော့ language မှာကျွမ်းကျင်တာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဒီချက်တွေရဲ့အားတာချက်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်ဘဝနဲ့ကျွန်တော် ပြန်ရှင်းတာပေါ့နော်အခုဖြတ်တန်းလာတဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်ပြန်ကြည့်တဲ့ခါဟုတ်တယ်ကျွန်တော်ဒီဒီ memory နဲ့ပတ်သက်လို့ရှိရင် long term memory ကောင်းကောင်းမွန်မွန်မှတ်မိနိုင်တဲ့အတွက်ခီးသွားတဲ့အခါမှာနောက်တစ်ခါဒီခီးရပြန်လာတဲ့အခါမှာကျွန်တော်စာရီပြန်ရေးတဲ့အခါမှာကျွန်တော်သွားခဲ့တဲ့အကြောင်းအရာအချက်အလက်တွေအကုန်လုံးကိုကျွန်တော်ဒီဒီဒီ table ပေါ့နော်တိတိကျကျလေးရေးသားဖော်ပြနိုင်တာကိုတွေ့ရတယ်အဲ့တော့ဒီအချက်ကမှန်တယ်လို့ပြောလို့ရတယ် multi tasking multi tasking ကကျွန်တော်ပြောရမှာဆိုလို့ရှိရင်ကျွန်တော်အလုပ်ပေါင်းများစွာကိုတထိုင်နဲ့လုပ်နေတဲ့ဟာကို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 စဉ်းစားမိတယ်ပေါ့နော်တခါလေ video editing လုပ်နေရင်းနဲ့တစ်ဖက်မှာလည်းကျွန်တော်လုပ်နေတဲ့ real estate ကိစ္စတွေရှိတယ်အဲ့လိုပဲတစ်ဖက်မှာလည်းအာ တခြားသောလုပ်ငန်းရှင်တွေရဲ့ business page တွေကိုကျွန်တော်တိုင်တွယ်ပြီးတော့စီမံပေးနေရပါတော့ဆိုတော့ဒါတွေအားလုံးကျွန်တော်ဒီပိုင်းနဲ့ထမလုပ်နေတဲ့အခါမှာကျွန်တော်ရဲ့ multi texting skill နဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်စရာမရှိတာကိုတွေ့လိုက်တယ်ဒါကဒီ report ကြောင့်ကျေးဇူးကြောင့်လို့ပဲပြောရမှာပေါ့နော်ကိုကုတ်ကိုပို့ပြီးတော့တည်သွားတယ်လို့ပြောရမယ်နောက်တစ်ခုက language ပါ language နဲ့ပတ်သက်လို့လည်းကျွန်တော်ဟာအာဒီငယ်ငယ်တည်းကဘာသာစကားအစ်တတွေကိုသင်ယူရတာကိုအရင်စိတ်ဝင်စားတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘာသာစကားဘေးဟာတွေပြောတတ်လဲဆိုလို့ရှိရင်မြန်မာ English နောက်ကျွန်တော်ရဲ့အာမိခင် ရဲ့အလူမျိုးဘာသာစကားပေါ့နော်အလူရှိုင်းချင်းဘာသာစကားကိုကျွန်တော်ပြောနိုင်တယ်အဲ့ပြီးတော့ကျွန်တော်ခုဆိုလဲထိုင်းဘာသာစကားကိုပြောနိုင်တယ်ပေါ့ဆိုတော့ဒါတွေအားလုံးကကျွန်တော်ရဲ့ဂျင်းထဲမှာပါလာတဲ့ဘာသာစကားနဲ့ပတ်သက်တဲ့အဲ skill ကကျွန်တော်အများကြီးအထောက်ပံ့ဖြစ်တယ်ဆိုတာတေချာသွားပြီပေါ့နော်အဲ့တော့ဒီ genius dna နေနဲ့စစ်ဆေးပြီးတော့အမှားမရှိတာကိုကျွန်တော်တွေးလိုက်ရတဲ့အတွက်ပို့ပြီးတော့ဒီ dna စစ်ဆေးခြင်းကိုယုံကြည်သွားရလို့ပြောလို့ရပါတယ်အဲ့တော့မြန်မာပြည်မှာရှိနေတဲ့ကလေးလူငယ်တိုင်းလဲကိုယ့်ရဲ့ talent ကို အူဆုံးသိရှိပြီးတော့ကိုဘယ်နေရာမှာထူးချွန်နေလဲ sport မှာလား music ဘိုင်းမှာလားဒါမှမဟုတ်ရင်တခြားသော creativity ဘိုင်းမှာလားစသည်ဖြင့်စဉ်းစားပြီးတော့အာဒီကြိုတင်ပြင်ဆင်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ကောင်းပေးချင်ပါတယ်ဒီနေ့ဒီနေ့စစ်ဆေးပြီးတော့ရလာတဲ့ report တွေထဲကစိတ်ဝင်စားစရာကောင်းတဲ့ report တစ်ခုက healthy weight ပေါ့နော်ဆိုတော့ကျွန်တော်ကအာ အရွယ်တစ်ခုရောက်လာတဲ့အခါမှာကိုကုတ်ကိုခန္ဓာရဲ့ဒီ weight ပေါ့နော်အဲ့တော့ထိန်းကျင်တယ်နောက်ပြီးတော့စမ်းမစက်ခါရေးအတွက်ကိုကျွန်တော်ထိန်းကျင်တယ်အဲ့ဒီအားလုံးအတွက်ကိုအဆင်ပြေပြေလုပ်ပေးနိုင်တာက healthy weight report ပါဒီ healthy weight report ကကြာတော့ကျွန်တော်ကဘလို diet ပုံစံနဲ့သွားလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့ weight ကကျပြီးတော့စမ်းမ fit ဖြစ်နေမယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကြိုးပြီးတော့သိရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က um ကိုကုတ်ကိုအရင်အချင်တာကဒီကျွန်တော် ကပ်ပေါ့နော်ဒီထမင်းဖြတ်လိုက်လို့ရှိရင်ကာဘိုဟိုက်ဒရိတ်ဖြတ်လိုက်လို့ရှိရင်ကျွန်တော်ဒီပိန်သွားမယ်လို့ထင်တာတကယ်ကကျွန်တော်ရဲ့ gene အမျိုးအစားအဲ့လိုပုံစံမဟုတ်နေဘူး DNA ရဲ့ဖော်ပြချက်ရဆိုလို့ရှိရင်ကျွန်တော်ကတကယ်ကထမင်းကတော့နင်းနေစားဖို့စားလို့ရတယ်ဆိုတော့ low calorie diet လုံးမသာ effective ဖြစ်မယ်ဆိုရဲအကြောင်းတွေ့ရတယ်တကယ်လို့ဒါကျန်တဲ့နည်းတွေသုံးနေဆိုလို့ရှိရင်ကျွန်တော်က non effective ဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒါအဲ့ဒါဟာကျွန်တော်ထူးခြားချက်ပါနောက်တစ်ခါကိုကိုကိုအရင်တော့ထင်တာကျွန်တော် cardio ကစားတယ်ဆိုလို့ရှိရင် weight ကျမယ်လို့ထင်တာတကယ်ကျွန်တော်က cardio ကစားအောင်နဲ့ အဝေးကြတဲ့အမျိုးအစားတွေမှာမပါပြန်ဘူးကျွန်တော်တကယ်လုပ်ရမှာကကြတော့ strength training ပေါ့နော်ဆိုတော့အဲဘယ်လိုကောင်းလဲနင်းနေပိုပြီးပြင်းထန်တဲ့လုပ်တဲ့ဟာမျိုးဥမာ zumba ကတာမျိုးလား step up လုပ်တာမျိုးလားနောက် down motion လေးတကယ် hiking လုပ်တာမျိုးလားပေါ့နော်ဆိုတော့အဲ့အရာကျွန်တော်မှပို့ပြီးတော့အရေးပါတယ်ဆိုတော့ကျွန်တော်သိလိုက်ရတယ်အဲ့လိုပဲတခြားအားကစားနည်းတွေဆိုလို့ရှိရင်လည်းကျွန်တော်ကဒီ endurance sports မှာပို့ပြီးတော့အားတာဖြစ်တဲ့အတွက်ကျွန်တော်တောင်တက်တာမျိုးလုပ်မှလား အဲနောက်တစ်ခါဘယ်လိုခေါ်မလဲ hiking လုပ်မလား trekking လုပ်မလားပေါ့နော်ဆိုတော့ဒါတွေအားလုံးကကျွန်တော်ရဲ့ gene မှာဖြစ်နေတယ်ဆိုတဲ့ဟာကျွန်တော်သိလိုက်ရတယ်အဲ့ဒါကလည်း report မှန်တယ်ဆိုတော့ကျွန်တော်သိရပါတယ်ဆိုတော့ကျွန်တော်ခီးသွားတယ်ဆိုရင်ကျွန်တော်နဲ့ရွယ်တူအတူသွားတဲ့ခါမှာတောင်တက်တာပဲဖြစ်ဖြစ်ခီးချမ်းတစ်ခုသွားတာပဲဖြစ်ဖြစ်သူတို့ထက်ကျွန်တော်ပို့ပြီးတော့တက်လုံကောင်းတယ်ပို့ပြီးတော့သွားနိုင်တယ်ဆိုတာကျွန်တော်သိလိုက်ရတယ်ဆိုတော့ဒီချက်ကကျွန်တော်ရဲ့ DNA ထဲမှာပါနေတဲ့ report အရာဆိုလို့ရှိရင်မှန်ကန်တယ်ဆိုတာကိုတက်တည်ပြလိုက်တာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ကလည်းဒီ genius DNA နဲ့စစ်ဆေးဖို့အတွက်ကို တကယ်အားပေးတာပါလူငယ်တိုင်းစစ်ဆေးတင်တယ်လို့ယူဆပါတယ် Genius DNA ကိုစစ်ဆေးပြီးတာနဲ့ကျွန်တော်တို့ကျမ်းမာရေးအတွက်အထောက်ပံ့ဖြစ်တဲ့ report တွေအများကြီးရတယ်ဆိုတာကိုကျွန်တော်အံ့ဩသိလိုက်ရတယ်ပေါ့နော်ဆိုတော့တကယ်လည်းအထောက်ပံ့ဖြစ်ပါတယ်ကျွန်တော်ကုတ်ကုတ်ကိုအရင်ကထင်ထားတာကကျွန်တော်ရဲ့မိဘအမျိုးမျိုးမှာကစီးချိုရှိရတဲ့အတွက်ကျွန်တော်ဒီစီးချိုမျိုးမျိုးလိုက်နိုင်တယ်လို့ထင်ထားပေမဲ့ report ထဲမှာဖော်ပြကြရဆိုလို့ရှိရင်ကျွန်တော်ကစီးချိုဖြစ်နိုင်ခြင်းအရင်နေနေတာတွေ့ရတယ်ဒါကျွန်တော်အတွက်ဝမ်းသာစရာပါအဲ့လိုပဲကျွန်တော်ကုတ်ကုတ်ကိုထင်ထားတာကဟိုဒီအယိုးပွားတဲ့ကိစ္စလေးများဖြစ်မလားလို့တန်တရားရှိမှာအယိုးပွားတာလေကျွန်တော်မှလုံးဝ တကယ်မှ lower risk ဖြစ်နေတာပေါ့နော်ဆိုတော့လုံးဝပြဿနာမရှိတဲ့အနေအထားဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ဂီဥ်ဆိုင်ရမယ့်ဟာကအဆင့်မြင့်ကြောင်းတာမျိုးအဆင့်မြင့်ကိုက်ခဲတာမျိုးဖြစ်နိုင်နေဆိုတာမျိုး report ကပြနေတယ်ဆိုတော့ဒါဟာတကယ်မှန်ကန်တဲ့အချက်လက်တွေဖြစ်နေတယ်ဆိုတော့ကျွန်တော်သိလိုက်ရတယ်ဆိုတော့ဒါကြောင့်ဒီလိုမျိုး premium health နဲ့ပတ်သက်တဲ့အာ report တွေရရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ genius dna ကိုစစ်ဆေးပြီးတော့အခုပဲကိုကိုရဲ့မျိုးလိုက်ယောဂအခြေအနေတွေလည်းဖြစ်ဖြစ်ကိုဖြစ်လာနိုင်တဲ့ ယောဂအခြေအနေတွေပဲဖြစ်ဖြစ်ကြိုတင်သိရှိပြီးတော့ကျန်းမာရေးအသိနဲ့ကာကွယ်နိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြချင်ပါတယ် Genius DNA စစ်ပြီးတော့ရလာတဲ့ report တွေထဲမှာကျွန်တော်စိတ်ဝင်စားတဲ့နောက်ထပ် report တစ်ခုကတော့ physical trait DNA test ပဲဖြစ်ပါတယ်ဒီ report မှာကျတော့ဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့အဲကိုခန္ဓာကနေပြီးတော့အနံဆိုးထွက်တက်လာဒါမှမဟုတ်လို့ရှိရင်ကိုကခီးသွားတယ်ဆိုလို့ရှိရင်အာကျွန်တော်ဒီဘယ်လိုခေါ်မလဲကားမှုတက်လာပေါ့နော်ဆိုတော့ဒါဒီကုံလုံးကိုဖော်ပြထားတယ်ကျွန်တော်ဆိုလို့ရှိရင်သူစားတွေ့ရတယ်ကျွန်တော်ရဲ့ အဲဒီကိုနဲ့ဆိုလို့ရှိရင်လည်းနည်းတယ်ပေါ့နော်ဆိုတော့ဒါဒါလည်းမှန်တာပဲကျွန်တော်ဆိုများသောဖြစ်ကိုနဲ့မရှိဘူးပေါ့နောက်ပြီးတော့ motion sickness ပေါ့နော်ဆိုတော့ကျွန်တော်ခီးသွားတဲ့ခါတိုင်းဘယ်တော့မှကားမှုတာလေရင်မှုတာတင်းမောမှုတာမရှိဘူးဘာလို့လဲဆိုတော့ report ထဲမှာလည်းအဲ့တိုင်းပဲပြောပြီးသားသူကလုံးဝနည်းတယ်ပေါ့နော်ဆိုတော့လုံးဝမရှိဘူးလို့ပြောထားတာ pain sensitivity နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကတော်တော်လေးနည်းတယ်ဆိုတော့ဒီဘယ်လိုခေါ်မလဲနာကျင်မှုတံကိုကျွန်တော်ကခံနိုင်အား ကိုကိုထင်တာတဲ့အများကြီးရှိနေရအောင်ကျွန်တော်လည်းတဖြည်းဖြည်းသိလာရတယ်ပေါ့နော်ဒီ report ထဲမှာလည်းဒီတိုင်းပြောတာဖြစ်တဲ့အတွက်ဒီ physical tricks နဲ့ပတ်သက်တဲ့ report တွေကိုလည်းကျွန်တော်တို့ DNA စစ်ပြီးတာနဲ့သိနိုင်အောင်မှာဖြစ်ပါတယ် ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်မိဘတိုင်းပေါ့နော်တာသမီနဲ့ပတ်သက်ပြီးတော့သိကျင်ကြတာရှိတယ်အဲ့တော့တကယ်ကတော့တာသမီတွေမှမဟုတ်ပါဘူးကိုကိုတိုင်းအတွက်လည်းတိထားတဲ့အကြောင်းအရာလေးရှိတယ်အဲ့ဒါတော့ဒီကိုသုံးတဲ့ဆေးဝါးတွေကကိုနဲ့တည့်လားမတည့်လားဆိုတာပါပဲအဲ့ဒါအရင်ရေးကြည့်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ genius dna report ထဲမှာဆိုလို့ရှိရင်စစ်ဆေးပြီးတာနဲ့ကိုယ့်ရဲ့ DNA အပေါ်မှာမူတည်ပြီးတော့ကိုသည်ဘယ်လိုဆေးရည်နဲ့တည့်တယ်မတည့်ဘူးဘယ်လိုဆေးဝိုင်းနဲ့မတည့်ဘူးသုံးတင်တယ်မသုံးတင်ဘူးဆိုတာတွေအကုန်လုံးကို report ထဲမှာဖော်ပြထားပါတယ်အဲ့ဒါဒီ DNA ဆေးဆေးချင်းအာသာချက်တစ်ခုထဲမှာပါပါတယ်အဲ့တော့ကိုကသာအာဒီဆေးသုံးပြီးတော့ဆေးဝါးဆောင်မတော်တဆတည်ဆုံးတာအထိမဖြစ်အောင်လို့ဆိုလို့ရှိရင်အခုလိုမျိုးကြိုတင်ဆစ်ဆေးပြီးတော့ကိုနဲ့ဆေးတက်မတက်ကိုကြိုတင်ရှာဖွေထားလို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ကဒီ season နဲ့ပြောကြကြပါမယ် ဘဝဆိုတဲ့တကယ်တော့တူတူလေးပါအဲ့တူတဲ့အထက်မှာမှပို့ပြီးမတူသွားအောင်နောက်ပြီးတော့တူတဲ့ကာလလေးမှာပဲကျွန်တော်တို့ဘဝကိုအကောင်းဆုံးနေထိုင်မှုပုံစံနဲ့နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ genius တွေကနေစစ်ဆေးခြင်းနဲ့ report တွေရယူပြီးတော့ဘဝကိုဘယ်လိုပြုပြင်ပြောင်းလဲနေထိုင်မလဲဆိုတာကိုကြိုတင်သိရှိပြီးအကောင်းဆုံးနေထိုင်ကျင့်လည်လိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် genius တွေကနေစစ်ဆေးမယ်ဆိုလို့ရှိရင်လွယ်လွယ်ကူကူပဲမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာစစ်ဆေးလို့ရနိုင်ပြီဆိုတာပြောပြပေးချင်ပါတယ်